အာနာသိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါဒဖြန့်စကားဖြစ်တဲ့ခေတ်သမိုင်းကိုဒုံစားမြည်သူများစကားကိုဝေဖန်ရေးသားလို့ဆိုပြီးဒါရိုက်တာမိုက်တီအပါဝင်အမှုပညာရှင်၃ယောက်ကိုဖမ်းဆီးလိုက်တယ်လို့စစ်တပ်ကအော်တိုဘားလ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောဇပ်ပုတ်တယုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာသာတယုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့၃ယောက်ကိုစစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။အဲ့ဒီအမှုပညာရှင်၃ယောက်ကိုရွေကောက်ပွဲကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာမိုက်တီအနေနဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အရေးယူခရမဲ့အပြင်2021ခုနှစ်ကလူမှုကွေရက်ကနေစစ်ကော်မရှင်ကိုဝေဖန်ရေးသားလို့ပုံမှန်905ကကြီနဲ့ဖန်စီအရေးယူခတ်ခဲ့ရပြီး2022ခုနှစ်အော်တိုဘာလ28ရက်နေ့မှာပြည်ထောင်လူငယ်ခွင်းနဲ့ပြည်လဲလွတ်မြောက်ထားသူဖြစ်တာကြောင့်လက်ကျန်ပြည်ထောင်ကိုပါပြည်လဲကြခံသွားရအောင်အရေးယူသွားမယ်လို့ဆိုပါတယ် အနာသိစစ်တပ်ကလာမဲ့ဒီဇင်မာလာကုံပိုင်းကစပြီးရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲဟာအတူအရာရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။